တချိန်တခါတော့ငါကိုကဘာဘာသီလာချိုးဖောက်ခဲ့ပိုင်မဲ့လို့ဒီအချိန်မှာမချိုးဖောက်ဘူးလို့နှလုံးသွင်းလိုက်မယ်ဆိုရင်နှလုံးသွင်းလိုက်တာနဲ့ချက်ချင်းကုသိုလ်ကဖြစ်လာတာရှင်အင်္ဂုလိမာလာယုမြတ်စွာဘုရားကအင်္ဂုလိမာလာပြိတ်ကိုဟောတဲ့အခါမှာကြည့်ပေါ့ယတောဟံပဂိနိရိယာယာဇာတိယဇာတောနာဝိဇာနာမိသင်္ဆိတ်္သပါဏံစိမိတဝရောပိတာ ရိယာအမျက်အရိယာဇတ်ဖြစ်တဲ့ယဟန်ဘဝရလာတဲ့အချိန်ကနေစပြီးတေစီလူရဲစိတ်နဲ့ဘယ်တတ္တဝါမှမတတ်ပါဘူးလို့ပြောတယ်။ဘုရားကတတ်လိုက်တာတကယ်ထူးတာသမားကြီးပဲလေ။ဟုတ်တယ်မလား။အဲ့ဒါတွေကိုပြန်မတွေးနဲ့။ယဟန်ဖြစ်တဲ့နေ့ကစပြီးဘယ်သူမှမတတ်တော့ဘူး။ဟုတ်တယ်မလား။အဲ့ဒါမျိုးလို့ပဲသီလအခုဆောက်ကြည့်ရင်ခုဆောက်ကြည့်တဲ့အချိန်ကစပြီးငါးပါးသီလလုံးတယ်လို့စိတ်ထဲမှာထားအားတင်း အဲ့လိုအာဘိစကားပြောရမယ်